ကဘာကျော်နည်းပညာရှင်တရားမဟုတ်ပေမဲ့ကိုအကျိုင်းနဲ့ကိုမို့အဖြူရောင်တက်ကြွေကလေးကဒုတိယထဲကိုသာမျက်မျက်နှုံနှုံနဲ့သဘောကျမိခဲ့တဲ့ဆိုရင်တရုတ်ဆောင်သူရဲ့အမခံပြိတ္တတရား မင်္ဂလာပါပရိသတ်ကြီး MRTV4 ရုပ်သံဇာတ်လမ်းတွေတွေဖြစ်တဲ့အဖြစ်ရောင်တက်ကြွေမဲချိုအစားရှိတဲ့ရုပ်သံဇာတ်လမ်းတွေမှာအထူးကဆက်ကောင်နေရာကနေပအဝင်ခွင့်ရခဲ့ပြီးပြီးခဲ့တဲ့2024ခုနှစ်အတွက်ပေးရတဲ့အကယ်ဒမီပေးပွဲအခမ်းအနားမှာလည်းယောက်ျားကောင်းအတောင်20ရုပ်ရှင်ဇာတ်ကားမှာပအဝင်ခဲ့ပြီးအကယ်ဒမီဇာတ်တင်စီးရင်ဝင်ခဲ့တာပဲဖြစ်ပါတယ် ငယ်စဉ်ကလေးဘဝကလေးကကလေးတယောက်ဆောင်တယောက်အနေနဲ့အမှုပညာလောကမှာကျင်လည်ခဲ့တဲ့အထူးဟာအရွယ်တစ်ခုကိုရောက်လာချိန်မှာလည်းတဘာဝကျတဲ့ဇယုတ်တွေကိုအကောင်းဆုံးတယောက်ဆောင်နိုင်ခဲ့တာကြောင့်ပရိသတ်တွေအကြိုက်နဲ့ထပ်တူကြခဲ့ပြီးအထူးသဖြင့် MRTV4 ကနေထုတ်လွှင့်ပြသခဲ့တဲ့အဖြူရောင်တက်ကရစ်ဇလန်တွေမှာတော့မိန်းကလေးပရိသတ်အများစုရဲ့အားပေးခြင်းကိုလက်ခံရရှိခဲ့တာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ match လ၈ရက်နေ့မနက်တနာရီခွဲအချိန်ခန်းကတစ်ပင်ကိုဝင်တိုင်းမိရာကနေရင်းမတော်တဆမှုဖြစ်ပွားခဲ့ပြီး match လ၁၀ရက်နေ့မှာကွယ်လွန်သွားခဲ့ရတဲ့တရုတ်ဆောင်သူရဲ့ရေဝဲလောင်းကိုတော့ဒီကနေ့ match လ၁၂ရက်နေ့ရေဝဲတုတ်တံမှမိတချိုခဲ့တာပဲဖြစ်ပါတယ်နိုင်ငံကျော်တရုတ်ဆောင်တရားလို့ပြောရလောက်အောင်ထိအောင်မြင်သေးတဲ့အချိန်မဟုတ်ပေမဲ့လည်းသူ့ကိုချစ်တဲ့ပရိသတ်တွေဘလောက်များသလဲဆိုတာကိုတော့နိုင်ရေးခန်းသားမှမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ ထူးကိုနှုတ်ဆက်ခြင်းကြားလို့ရောက်လာကြတဲ့ပရိသတ်တွေများပြားလွန်းတာကြောင့်ခမ်းမတစ်ခုလုံးပြည့်ရှံခဲ့ပြီးတချို့သောနှိပညာညီကိုမောင်နှမတွေအနေနဲ့ထူးရဲ့ရုပ်အလောင်းကိုမြင်တွေ့ခွင့်မရခဲ့တဲ့အထီတောင်မှလူတွေကပြည့်သိမ့်နေကြတာဖြစ်ပါတယ်သူရဲ့နောက်ဆုံးအချိန်လေးကိုလာရောက်နှုတ်ဆက်ကြတဲ့ပရိသတ်တွေအနေနဲ့ဝန်းနေစွာငိုကြွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ကိုသဘောကျနှစ်သက်ခဲ့တဲ့အနုပညာရှင်ကကဘာကျော်တယောက်မဟုတ်ပေမဲ့ကို့အကြိုင်နဲ့ကိုပဲမို့သူ့ကိုနှမျောမိတယ်ဆိုတဲ့အကြောင်းပရိသတ်တယောက်ကလည်းအခုလိုရင်ဖွင့်ထားတာဖြစ်ပါတယ်။ နှုတ်ဆက်ခြင်းစားလွာတည်ခြင်းတရားဆိုတာလူတိုင်းကြုံတွေ့ရမှာမှန်မင်းမင်းအခုလိုပြပြန်ဆန်းဆန်းကြီးကြုံတွေ့ရလိမ့်မယ်လို့တော့ထင်မထားမိခဲ့ဘူးယူတယ်ပဲပြောပြော ပေါ်တယ်ပဲပြောပြောပြောကြပါစေကိုကလည်းကိုပဲလေကိုကြိုက်တဲ့သူကကဘာကျော်မင်းသားလည်းမဟုတ်ဟိုဟိုကျော်ပေါက်နေတဲ့ထိတ်တန်းမင်းသားလည်းမဟုတ်ဘဲနဲ့ကိုယ့်အကြိုက်နဲ့ကိုပါပဲ အရင်ကလေးတရုတ်ဆောင်အနေနဲ့ဇလန်းတွေရိုက်ခဲ့ပေမဲ့အဖြစ်အောင်တက္ကရဇလန်းတွေမှာစသည့်ပြီးအမကန်တယောက်အနေနဲ့စပြီးတော့အားပေးခဲ့ရတာပါသူရဲ့ family တန်တိုင်းကိုကိုကနိုင်ငံရဲ့ခြားအဝေးတနေရာမှာမို့ကိုတိုင်မသွားနိုင်ခဲ့ပေမယ့်တက်နိုင်တဲ့ငွေအားနဲ့ supporting လုပ်ပေးခဲ့တယ်။မြမပြည်ပြန်ရောက်ရင်တနေ့မရောက်ရောက်အောင်သွားတွေ့မယ်ဆိုပြီးအိမ်မက်တွေမက်ခဲ့ရတာအမောပါပဲ။သူလေးကိုအားပေးရင် online friends တွေလည်းရှားခဲ့ရတယ်။တကယ်ညီမတွေလိုပါပဲ။ ကိုထူးကိုစားတိကလေးကထမင်းမေဟင်းမေအပ်ဒိတ်တိုင်းကိုမျောခဲ့ရတာဇလန်းတိုင်းကိုစောင့်ကြည့်ခဲ့ရတာအတူနေနေတဲ့မိသားစုနဲ့တငယ်ချင်းတွေအတိပါပဲရှင်းရ3လ2025မှာအမားတယောက်စီကနေကားအက်ဆီဒန့်ဖြစ်တယ်လို့ကြားခဲ့ရတဲ့သတင်းတစ်ခုကြောင့်ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းခဲ့ရတာ10ရက်3လ2025မှာတော့ဆုတောင်းတွေပြည့်မလာခဲ့ပါဘူး2ဖန်တွေရဲ့နှလုံးသားကိုအစိမ့်လိုက်ခွဲလိုက်တယ်လို့ပါပဲ ။ဘဝတစ်ပါးမှာငြိမ်းချမ်းစွာအားယူပါတော့ကုထူးရင်တတ်နိုင်သလောက် supporting လုပ်ပေးခဲ့လို့တာဝန်ကြီးမယ်လို့ထင်ပါတယ်။နောက်ဘဝကြရင်လည်းကုထူးရဲ့ fan ပဲဖြစ်ပါရစေဟုဆုတောင်းထားလာလည်းဖြစ်ပါတယ်။